အခုဘဝဒီကိုဒီဘဝဒီကိုဆန်နောက်ဘဝနောက်ကိုခံဆိုတဲ့သမားတွေခံနိုင်ရည်တတ်တည်ရှိရင်လောက်ကြပေါ့ကျေးဇူးရှင်ဘုန်းကြီးဆရာတော်ဘုရားကြီးပြောဦးတယ်နော်မြန်မာနိုင်ငံမှာဥနုကပြည်တော်သားစီမံကိန်းဆိုပြီးတော့ဘုန်းကြီးချုပ်ဥနုကတိုင်းပြည်ကတထေးတွေပိုင်တဲ့ပစ္စည်းတွေကိုလိုက်သိမ်းတယ်ပြည်တော်သားပြည်သူပိုင်သိမ်းတယ်သိမ်းပြီးတော့မဟုတ်ဆရာတော်ဘုရားကြီးကိုရှောက်တယ်အရှင်ဘုရားတဲ့အများအကျိုးရှိအောင်လို့တပည့်တော်တို့အခုပြည်တော်သားစီမံကိန်းနဲ့ဆောင်ရွက်နေတာဟာ အရှင်ဘုရားတပည့်တော်တို့အပြစ်ရှိမရှိသိလိုပါတယ်ဆိုတော့ယေရှုရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကသူတစ်ပါးပစ္စည်းမတရားသိမ့်ပိုက်တာဟာကုသိုလ်မဖြစ်နိုင်ဘူးတကကြီးအကုသိုလ်ပဲဟုတ်ကဲ့နော်တပည့်တော်အများကောင်းအောင်ဆောင်ရွက်တာပဲဘုရားတဲ့အကုသိုလ်ဖြစ်လေတပည့်တော်ငရဲရောက်ခါးစီခံယုံပေါ့ပြောတော့ယေရှုရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကတခွန်းပဲပြောလိုက်တယ်မင်းခါးစီယူဘူးလားပေးမလို့ ဟုတ်ပြီနော်သဘောပါသလားဟိုရောက်ရင်ကဲမဲ့ယူမဲ့လူရှိမှမြတ်ထင်သလားကိုမဲ့လောင်မဲ့လူရောဟိုမှာလဲသူ့မလဲသူ့ဒုက္ခကိုမလဲကိုဒုက္ခကိုဒုက္ခ